အားလုံးမင်္ဂလာပါရှင်။အတားဟင်းမပါလဲပဲထမင်းစားလို့အရင်မေးစီတဲ့ယုံမီတီချင်းဆက်ချက်လေးချက်စားပြတာနဲ့ကျမချက်ပြတဲ့နည်းလေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါရဲ့ရှင်။ရှင်ဦးဆုံးချက်မဲ့ယုံမီတီတီလေးကိုရေနဲ့၃လေးတက်လာပေချာတန့်စင်အောင်လို့စီကြောပြပါမယ်ရှင်။ ရှင်နဲ့တေချာအောင်စေကျော်ပြီးပြီဆိုရင်တော့ရုံမေတီအညာဘက်ကခေါင်းမိုင်းလေးတွေကိုဖြတ်ထုတ်ပြလိုက်ပါတယ်။ပြီးလို့ရှိရင်တော့ထပ်ပိုင်းပန်းပြီးတော့အလေရနေပြီးတော့ဓာရလေးပြီးလိုက်ပါတယ်ရှင်။အတောင်ကြီးရဆိုလို့ရှိရင်တော့ကျမနှစ်ပိုင်းပန်းလိုက်ပါတယ်။အတောင်သေးရဆိုလို့ရှိရင်တော့တောင်းလိုက်တိုင်းလေးပဲချက်ပါမယ်ရှင်။ပြန်ရတော့ပစွန်ချောင်းအနေငယ်ကိုလည်းရည်စည်းထားပါမယ်ရှင်။တက်တုန်ဒီနှလုံးကိုလည်းအခွန်နှာပြီးတော့ရည်စည်းထားပါမယ်။ မကြီးမဲ့အနှဲငယ်ကိုလည်းရေးစီးပြီးတော့ရင်းနှွေးလေးနဲ့စိမ့်ထားပါမယ်ရှင်။အလုံးပြင်ဆင်ပြီးွားရင်တော့ငရေသိဟင်းချက်မုတ်ကို ထမင်းစားစွန်းတဲ့တစုံကျက်တော်နေနဲ့ခုနကတော့ကရေးစီးထားတဲ့ပစုံချောက်တို့အလုံးကိုထည့်ပြီးတော့ညက်တဲ့ထီအောင်လို့ထောင်းသွားပေးပါမယ်ရှင်။ကျွန်တော်ရုံးယူတီလက်ထောင်းလို့ညက်သွားပြီဆိုရင်တော့ဆက်ပြီးတော့ချက်ပါတော့မယ်။ ချက်မဲ့အိုးကိုအပူပေးပြီးတော့စီထည့်ပါမယ်။စီပူလာပြီဆိုတာနဲ့ထောင်းထားတဲ့မြေတီးတွေကိုထည့်ပြီးတော့စီထည့်ပေးပါမယ်ရှင်။ရုပ်ဒီစီတက်တဲ့အထည်ကိုစနဲမော့အနေငယ်နဲ့စင်စားငက်ပြီကိုလက်ဖက်စားစုံနဲ့တဝက်လောက်လေးထည့်ပြီးတော့စီသက်ပြပါမယ်ရှင်။ဘို့လို့စင်စားငက်ပြီလေးထည့်ပြီးတော့ချက်တဲ့ခါကျတော့အရသာကပို့ပြီးတော့လေးလေးပြပြနဲ့စားလို့လည်းပို့ပြီးတော့ကောင်းပါရဲ့ရှင်။ မြုပ်သီးကို10မိနစ်လောက်စီသက်ပြီးလို့အနက်လေးမှုပြီးအရောင်လေးခုလိုမျိုးမျိုးလာပြီဆိုရင်တော့သူ့ထဲကိုကြက်ဥလေးတစ်လုံးဖောက်ပြီးရထည့်လိုက်ပါလေရှင်။ကြက်ဥလေးထည့်လိုက်တော့အနှိမ့်လေးများများရပြီးတော့စားလုပ်လေးပို့ပြီးရကောင်းမျိုးပေါ့နော်။ပြီးရင်တော့ငံပြားကြီးလေးလည်းအနှိမ့်ငယ်ပေါက်လိုက်ပါမယ်။ကျဲဥနဲ့ငရုတ်တီးကိုအားလုံးသမအောင်ဝှေ့ပြီးွားပြီဆိုရင်တော့အစင်တဲ့လှိထားတဲ့ယုံကြည်တီးတွေကိုထည့်ပေးပါမယ်ရှင်။ အရသာအတွက်ကတော့စာအနှင်းငယ်ထည့်ပါမယ်။ပြီးရင်တော့ယုံမနီသေးတဲ့ကိုအနက်အရသာတွေဝင်သွားတဲ့အထိအောင်လို့10မိနစ်လောက်ငွေပြီးရောချက်ပေးပါမယ်ရှင်။အသားဟင်းတွေစားရတာညင်ွေလာတဲ့ခါကျရင်ယုံမနီတီလေးကိုခုလိုမျိုးလေးချက်စားကြည့်ပါနော်စားလို့လည်းအရန်ကောင်းပြီးတော့ထမင်းလည်းအရန်ပုံမင်းကြည့်တဲ့ဟင်းတစ်ခွက်ပါပဲရှင် တမင်းနဲ့လာငွေပေးပြီးွားရင်တော့မကြီးမဲ့ရေဖြောထားတာလေးကိုထည့်ပေးပါမယ်ရှင်။ပြီးသွားရင်တော့ယုံတီတီလေးတွေပို့ပြီးတော့နုနုနက်နက်လေးနဲ့အေးအေးလေးဖြစ်ပြီးစားလို့ပိုကောင်းအောင်လို့ရေလေးလေးအနေငယ်ထည့်လိုက်ပါမယ်။ရေထည့်ပြီးလို့တစ်ချက်နှစ်ချက်လောက်ငွေပေးပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့2မိနစ်လောက်တည်ထားပေးပါမယ်ရှင်။ရှုံးနေသေးပါအမင်းရဲ့တော့ဒါအကြိုက်တည်းလေးမျိုးလာပါလို့ရှင်။ ်ကျမတို့2မိနစ်လောက်တည်ပေးပြီးွားရင်တော့အဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်ခုဆိုရင်ယုံမနီတီလေးတွေလည်းနူးနေပါပြီเนาะအထားအောက်လေးတမအောင်ဝေပေးပြီးွားရင်တော့အရသာမြည်ကြည့်ပါမယ်ရှားသာမြည်ကြည့်ပြီးကိုယ်စိတ်ကြိုက်ဖြစ်ပြီးဆိုလို့ရှိရင်တော့မီးပိတ်လိုက်လို့ရပါပြီเนาะ ကယ်ခုဆိုရင်တော့အသားဟဲမလို့အပ်ပဲထမင်းစားလို့အရင်မိလေယုံမိတိချင်းဆက်ချက်လေးရတော့ရပါပြီရှင်။ချက်ရတာလဲလွယ်ကူမြန်ဆန်ပြီးစားလို့လည်းအရင်ကောင်းလို့တစ်ခါတော့ချက်စားကြည့်ကြပါတော့။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လေးကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။